ချင်းချင်းကတက်တယ်ချင်းချင်းကတခါလေးယောက်ျားတက်လို့ဆိုပြီးတော့အဲ့ဒါသွားသွားပြီးအဖက်ခံရသေးတယ်ဟုတ်တယ်အဲယောက်ျားလာတက်မဟုတ်လက်တလို့တော့ကျွန်တော်ဘာမှမလုပ်နိုင်ဘူးနာမည်ရာကြီးဒူကြီးဖြစ်နေနာမည်ရာကြီးပဲအခုလောလောဆယ်နာမည်ရာကြီးဥထိပ်ပန်စင်ကြီးဖြစ်နေဟိုက်ဒရာကောင်းတယ်နော်ဟိုက်ဒရာနော်ခေါ်တယ်နော်နော်ဟိုက်ဒရာရှန်ဒရာနဲ့ဟိုက်ဒရာနဲ့နော် နော်မင်းကလေးကရှန်ဒရာယောက်ျားလေးကဟိုက်ဒရာအဲ့တော့ဖိင်းနဲ့မေးရေဒီမှာအားလုံးရဲ့သဘောတူညီမှုရပါပြီဖိင်းနဲ့မေး level ခေါင်းထိန်လိုက်ပါတော့ဖိင်းဆိုလို့ရှိလို့ရှင်ငါတို့ငါမြည်တွေအတွက်ကြည့်ပဲလေငါမြည်တွေငါမြည်တွေအတွက်ကြည့်ပဲတော့မင်းတို့အတွက်ကပြီးသွားပြီလေမင်းတို့ကဟိုဗါလဲနိုင်ငံခြားမှာလဲကြောင်းထားပြီးပြီးသွားပြီဒီမှာမင်းဟိုကားတွေလဲထုတ်ရိုက်ပြီးပြီးသွားပြီဒီ baby baby boiler ခဲလာ မသိခင်အဲ့ news မထွက်ခင်ပါရန်ကုန်မြို့ကြီး တခုထူးထူးခြားခြားဖြစ်သွားအဖိုးကအဲ့ကလေးကဟာတဲ့ယောက်ျားလေးလားမိန်းကလေးလားတော့မသိဘူးလေခြံနဲ့အပင်တွေပါကျွတ်ထော်တဲ့နမိတ်ကတော့လေတော့ကျွတ်စင်ကြီးလေဆိုတော့ပေါ့နော်အဲ့ဒါကဟိုတချို့နားမလဲတဲ့သူတွေဆိုလို့ရှိလို့ရှိရင်တော့ဟာမကောင်းမဟုတ်ဘူးလားလို့တွေးမှာပေါ့နော်ဒါပေမဲ့ဟိုသူတော်ကောင်းနေလူလောကလည်းလာတော့မယ်ဆိုရင်ပြတဲ့နမိတ်ကြီးခုနှစ်ပါးထဲမှာလေကြီးမိုးကြီးဆိုတာပါတယ်အဲအဲ့ဒါကိုကိုရီးယားတော့ဟိုဖတ်ဖူးမှတ်ဖူးလို့အဲအဲ့လိုမျိုးပေါ့နော်ဒါလည်းယူတာပဲနေမှာပါအဖေကဟို ကျွန်တော်ကျွန်တော်ညီလေးပြဖြိုးကဟို၄ရက်၄ရက်ဒီမှာမွေးတာလေ၄ရက်နေပြီမှာမွေးတော့ကျွန်တော်တို့ four brothers ဆိုပြီးတော့အဲ့လိုကျွန်တော်တို့အိမ်ကတော့၄ညီတော်ဆိုင်အိမ်လို့ပြောထားဆိုတော့သူကအခု April မှာပဲမွေးမဲ့ကလေးဖြစ်တဲ့ကြောင့်လို့အဲ့လိုမျိုး၄ရက်၄လမနက်၄နာရီဆိုပြီးတော့အခုတော့ပြောနေတာပဲပေါ့ဗျာပြောနေတာပဲပေါ့ဗျာပြောနေတာပဲပေါ့ဗျာအဲ့လိုမျိုး triple four ပေါ့ triple four triple four ပေါ့နော်အခုသူနာမည်စဉ်းစားနေတော့ပြောကျွန်တော် ဗျာအဲဟောဟုတ်တယ်ဒီထဲမှာပဲတခါလေးရွေးခိုင်းရအောင်မထင်နော်ကျွန်တော်ကျွန်တော်အခုမနေ့ကညကကျွန်တော်မနေ့၄နိုင်အထိစဉ်းစားသလောက်အဲဟောပါလေဘူဘူနာမည်ပေါ့နော်ဘူနာမည်ကသူကရှန်ဒရာဆိုတော့ဗျာဟိုမနမချင်းဆိုတဲ့အသေးပဲနဲ့ဟိုဒရာလေးတော့အဆုံးတက်ချင်တယ်ပေါ့နော်ဟောတော့မယ့်အဲ့မှာတော့ခတ်တာယောက်ျားလေးဘူနာမည်ကိုဒရာနဲ့ဆုံးဖို့ဆိုတာသိရမလား main ကလေးကိုဒရာနဲ့ဆုံးလိုက်ဖို့ကလွယ်တယ်လေသိရမလားဟာ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုစဉ်းစားစဉ်းစားစဉ်းစားအဲ့ဒီမှာရှာရှာတာပေါ့နော်ရှာတော့အဲ့ဒီဟိုစန္ဒရာလေးတုန်းကလည်းပဲအဲ့လိုဆန်စကရစ်ထဲရပဲတွေ့ရပဲဆန်စကရစ်ဆိုတာဒီဟိုဟိုဟိန္ဒူဗုဒ္ဓဘာသာတွေပေးတဲ့နာမည်မျိုးတွေပဲစန္ဒရာလို့ပြောဆိုရတယ်လေအဲ့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 ထဲမှာပဲကျွန်တော်ဒရဒရာနဲ့ဆုံးတာတွေကတွေ့တာပဲအဲ့တော့ဟိုအဲ့ဒီပန်ဒရာဆိုတာတွေ့တယ်ဒီပန်ဒရာဆိုတာတွေ့တယ်အဲ့ဒါဘာအလင်းရဲ့အရှင်တခင်ဆိုလားပါလားအဲ့ဒီပန်ဒရာဆိုတာတွေ့တယ် ပြီးတော့ hydra ဆိုတာတွေ့တယ် hydra ဆိုတာစုပြေလန်းဆန်းမှုတင်ကြတာလို့ဆိုတော့အဲလိုမျိုးပေါ့နော်ရေဓာတ်ပေါ့နော်ရေဓာတ်ရေဓာတ်ရဲ့အရှင်သခင်ပေါ့ဟိုပေါ့နော်ရေနတ်သားပေါ့နော်အဲ့ဒီသဘောမျိုးပေါ့နော် hydra ပေါ့နော် hydra ဆိုတဲ့သဘောကနော်အဲ့လိုမျိုးအေးဟိုက်ဒရာပေါ့နော်ဟုတ်လားဟုတ်လားနော်စဉ်းစားပြီးပြီးတော့ရေးပြီးကြာတော့အခုဆိုရေးနေပြီဟိုက်ဒရာဟိုက်ဒရာလေးစဉ်းစားထားတယ်ဆိုက်ဒရာလေးစဉ်းစားထားတယ် ဟိုဒါကြီးပဲကြာသွားမှာဆိုလို့မိုးလင်းသွားမှာဆိုလို့ Hydra, Sidra, Dipendra ။ဒါပေမဲ့ Dipendra ကြတော့ဗျာ Dipendra ဆိုတာအဲ့သူတို့ဒီဒီဒီ Hindu ဘက်မှာတော့ယောက်ျားလေးနာမည်ဆိုပေမဲ့မြန်မာအတန်ထွက်အရာကြတော့ Dipendra ကမိမအတန်ထွက်ဖြစ်နေတယ်။ဆိုတဲ့ဟာကြတော့လေဒါပေမဲ့အတိပယ်ကတော့မိုက်တယ်နော် Dipendra ကဟိုအလင်းရဲ့အရှင်သခင်နဲ့ဟိုအလင်းလေးကလူပေါ့ကျွန်တော်ဇလန်းတွဲလို့ပေါ့အဲအဲ့လိုဖြစ်နေမှာပေါ့အဲ့လိုမျိုးယူးနေရနော်ဘာဟုတ်ဒီဒုတိယ ဟိုအတန်လေးပါဖို့ပါလာတော့ပူချစ်ရတာပေါ့ဗျာကတော့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 အဲ့လိုဖြစ်ရတာပေါ့ဗျာသိရမလားအတူကြောင့်လည်းယူတယ်ပေါ့ညီမလေးကဘယ်လိုပြောအောင်လဲဆက်ဆံလေးတော့ပါတယ်အင်းဟုတ်တယ်လေယူတာပဲလေအခုလည်းချစ်တာပါပဲအဲ့ဒါမနေ့ကအဖေကြီးရဲ့မေကြီးရဲ့ကျွန်တော်ရဲ့ကျွန်တော်မိန်းမရဲ့၄ယောက်ခေါင်းချင်းဆိုင်ပြီးတော့ထမင်းဆိုင်ပြောပြသေးတယ်အဲ့အဲ့ပွဲပြီးသွားတော့ပေါ့နော်အဖေကြီးကလည်းမရဘူးအဲ့တော့တမီးတမီးကြီးကလည်းတမီးကြီးပြန်တော့တယ် နောက်တက်လေးယောက်ျားလေးဖြစ်လာလို့လည်းပဲငါတို့ပို့လို့မရဘူးလေဗျာ။အာဟုတ်တယ်ဖေကြီးလို့ဒါပဲလို့ချိန်ခွင်မဲ့လို့အဲလို့အဲလို့ဦးရီကတော့ဦးရီမိသားစုကတော့တန်တိုင်းမင်းတို့ရှိတယ်ဒါပေမဲ့အဲ့လိုပြောရင်အဲ့လိုပောက်ကရလေးတွေလည်းပြောအဲ့လိုအဲ့လိုမျိုးနဲ့ပေါ့နော်ဦးရီမိသားစုကတော့ဖေကြီးဆိုလို့ရှိလို့ရှင်ငါတို့ငါမြီးတွေအတွက်ကြည့်ပဲလေ။ငါမြီးတွေငါမြီးတွေအတွက်ကြည့်ပဲလေ။မင်းတို့အတွက်ကပြီးသွားပြီလေ။မင်းတို့ကဟိုဗါလေနိုင်ငံเจ้าမှာလည်းចောင်းထားပြီးပြီးသွားပြီဒီမှာမင်းဟိုကားတွေလည်းထုတ်ရိုက်ပေးပြီးသွားပြီ။ အဲ့လိုအဲ့လိုအဲ့လိုပေါ့မိမအိုးတော့မိမကျန်တာဘာမှမပူနဲ့လို့ဒီဒီဒီနောက်ပိုင်းတောက်ချောင်မိမအလုပ်လဲကိုပေါ့ဒီဒီဇိုင်းလုံးကျွန်တော်အလုပ်ပဲဖြစ်သွားတာပေါ့ဗျအဲ့လိုမျိုးပေါ့နော်အပြီးတော့သူလှမ်းလှမ်းပူစားတာလည်းထွက်တော့ဝယ်ရတာပေါ့လေအဲ့လိုမျိုးပေါ့အဲ့လိုမျိုးချင်းချင်းတက်နေပြလားဗျာချင်းချင်းတက်နေပြလားချင်းချင်းကတက်တယ်ချင်းချင်းကတခါလေးယောက်ျားတက်လို့ဆိုပြီးတော့အဲ့ဒါတွားတွားပြီးအဖက်ခံရသေးတယ်ဟုတ်တယ် အဲရုပ်ကြမ်းလာတက်ဒုက္ခအဲရုပ်ပြီးတော့ဟိုပါလေဟိုအသီးတွေလည်းစားတယ်အသီးတွေလည်းစားတယ်အသီးအရွက်စားတယ်ဟုတ်တယ်အသားမကြိုက်ဘူးဗျအသီးအရွက်အသီးအရွက်စားတယ်အဲကျွန်တော်တို့ကြတော့အဲအဲ့လိုဟိုပါလေ medical 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 site နဲ့တွေ့မယ်ဆိုလို့ရှိရင်ဒါဒါဒါတော့ဟိုပါပေါ့နော်ဟိုကျွန်တော်တို့ဒီ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 ဘက်ဟိုဟို extra energy ဘက်ပိုင်းနဲ့ တွေးရင်ကြတော့ဒါကြတော့အပြီးရွက်ကြိုက်တဲ့ကလေးဆိုတာဒါဒါအကြီးအဟုတ်ကိမဲ့ကလေးဆိုတဲ့ပုံစံမျိုးလဲတွေးမိတာပေါ့လေဒါလည်းယူတာပဲနေမှာပါဗျဟုတ်ဟုတ်ပြီအလုံးသတိထားမိကြလားအလုံးသတိထားမိကြလားမနေ့ကဒီ baby baby boiler ခဲလာမသိခင်အဲ့ news မထွက်ခင်မှာရန်ကုန်မြို့ကြီးတခုထူးထူးစကြဖြစ်သွားအိမ်မှာဆိုရင်အပင်နေတောင်ကျွတ်ထွက်တာပဲ လေလေရောမိုးလေရောကြည့်ကြည့်လားအဲ့မနေ့ကမထွက်ခင်တရင်မထွက်ခင်လေးနိုင်ထွက်တာဆိုတော့နှစ်နိုင်လောက်အချိန်ကိုကြည့်ကြည့်လားအဲ့ဒါအဲ့ဒါဟို building ထဲမှာရောက်နေကြလို့ဒါမသိတာဖြစ်မှာထင်တယ်အောက်တော့ကလူတွေအကုန်သိတယ်အပင်ဒီမှာကျွတ်ထွက်တာခြံထဲမှာကျွန်တော်တို့ကခြံကျဲနေတာဆိုတော့လေအဲ့လိုအဲ့ဒါလေးနဲ့အဲ့နဲ့အဖိုးကအဖိုးကအဲ့ခရေကဟာရယောက်ျားလေးလားမိန်းကလေးလားတော့မသိဘူးလေခြံထဲကအပင်ဒီမှာကျွတ်ထွက်တဲ့နမိတ်ကတော့လေ တော့ကျွတ်စင်ကြီးလဲဆိုတော့ပေါ့နော်အဲ့ဒါကဟိုတချို့နားမလဲတဲ့သူတွေဆိုလို့ရှိလို့ရှိရင်တော့ဟာမကောင်းမှုတ်ဘူးလားလို့တွေးမှာပေါ့နော်ဒါပေမဲ့ဟိုသူတော်ကောင်းနေလူလောကထဲလာတော့မယ်ဆိုရင်ပြတဲ့နမိတ်ကြီးခုနှစ်ပါးထဲမှာလေကြီးမိုးကြီးဆိုတာပါတယ်အဲအဲ့ဒါကိုကိုရီးယားတော့ဟိုဖတ်ဖူးမှတ်ဖူးလို့အဲအဲ့လိုမျိုးပေါ့နော်ဒါလည်းယူတာပဲနေမှာပါမဟုတ်လက်တလို့တော့ကျွန်တော်ဘာမှမလုပ်နိုင်ဘူးနမိတ်ရာကြီးဒူကြီးဖြစ်နေနမိတ်ရာကြီးပဲအခုလောလောဆယ်နမိတ်ရာကြီးဥထိပ်ပန်စင်ကြီးဖြစ်နေဟိုက်ဒရာကောင်းတယ်နော် ไฮดราเนาะโคเรเนาะเนาะไฮดราชันดราเนี่ยไฮดราเนี่ยเนาะเนาะเมนคลีอ่ะชันดราယောက်ျားလေးอ่ะไฮดราเออဖိင်းเนี่ยမေးရေဒီမှာအားလုံးရဲ့သဘောတူညီမှုရပါပြီဖိင်းเนี่ยမေး level ခေါင်းထိန်လိုက်ပါတော့အိုကေโอเคအားလုံးအားလုံးကိုပေါ့เนาะဟိုကြည့်ပေးပြီးတော့ဟိုမူရီတာမပွားနိုင်တဲ့သူတွေကိုကြည့်ပေးပြီးတော့မူရီတာပွားနိုင်တဲ့သူတွေကိုဟိုကျွန်တော်တို့ကတော့အကုန်လုံးဟို မေတ္တာပို့လျက်ပါပဲလို့အဲ့ဒါကတော့ယုံမှလို့ပြောခွင့်မရှိရရင်လည်းတစ္ဆာပါလို့ဟိုဒါပဲပြောစရာရှိပါတယ်ဟိုကျွန်တော်ကတော့ကျွန်တော်ဝင်းရံသူရောမဝင်းရံသူရောတနေ့တစ်ခေါက်တော့မနေ့တိုင်းမေတ္တာပို့ပြပါတယ်လို့ဟုတ်အော်နောက်ကျွန်တော်ဦးဆယ်လာပိုင်းပေါ့နော်အခုနောက်နှစ်ပတ်အတွင်းလောက်မှာပဲကျွန်တော်အမှုပညာထူးထူးကြကြဟာ လေးတွေကျွန်တော်အတိပေးဖို့ရှိတယ်ပေါ့နော်အဲ့ဒါလည်းပဲအခုရင်သွေးလေးနဲ့အတူလာတဲ့သတင်းကောင်းပဲလို့တော့ကျွန်တော်ထင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းပဲကျွန်တော်ကိုကျွန်တော်ဒုတိယရင်သွေးရဟိုကိုရီးယားပို့တယ်လို့ကျွန်တော်ကျွန်တော်ခံထားလို့ပါဒါပေမဲ့ဟိုဘယ်လိုပဲဖြစ်ဖြစ်ဟိုကျွန်တော်အဲ့ဒါလေးအတိပေးလာဖို့ရှိပါတယ်စောင့်မျှော်ပေးကြပါကျေးဇူးတင်ပါတယ် Thank you.